ောကလူတွေဟာပါဏာတိပါဒအမှုကိုဖြူတယ်သူများတဲ့ကိုတတ်တယ်ပေါ့သူများတဲ့ကိုတတ်ပြီးတဲ့အခါမှာဩငါသူများတဲ့တင်တတ်တာမှားတယ်အဲ့တော့ဒီအကုသိုလ်တွေကိုငါခံရမှာပဲဆိုပြီးတော့အဲ့ဒီအကုသိုလ်တွေကိုကြောက်ပြီးတော့မလုပ်တော့ဆိုတော့ဒါနာကောင်းမှုတွေလုပ်တယ်ဒီလိုလဲရှိတာပဲเนาะ ဒီလိုပဲရှိတာအကုသိုလ်လုပ်နေတဲ့အသက်မွေးရတယ်ဆိုတဲ့လူတွေဟာတံဝေကရပြီးတော့ဒီအကုသိုလ်တွေမှုတွေပြေပြောက်ဖို့ဆိုပြီးတော့ကုသိုလ်တွေလုပ်ကြတယ်အဲ့ဒီကုသိုလ်လုပ်တာလည်းပဲအကုသိုလ်ကိုအကြောင်းပြုပြီးတော့ကုသိုလ်ဖြစ်တယ်လို့ဒီလိုဆိုတာအဲ့ဒါကိုပဋ္ဌာန်းပါဠိတော်မှာဘယ်လိုဟောထားတော့ဆိုရင်ပါဏဟန္တဝတတ္တပဋိခတ္တထာယဒါနံဒိဋ္ဌိ ပါဏဟတဝါတတဝါကောင်ကိုတတ်ပြီးတဲ့နောက်တတ္တထောပါဏတိပတ္တအကုသုကံပဋိခတထာယပြောင်းငိမ့်စီဖို့ရာအတွက်ဌာနန္တေတိအလှပေးတယ်။မကောင်းတာလှုပ်ပြီးတဲ့အခါမှာအဲ့ဒီအကုသုကကြောက်တော့အဲ့ဒီအကုသုပြောက်ဖို့ဆိုပြီးတော့ကုသုလုပ်တယ်။ဒီလိုလှုပ်တဲ့ပုံကိုကြတော့ဒါအကုသုကြောင့်ကုသုဖြစ်တယ်လို့ဒီလိုဆုံးလို့တာပေါ့။ထို့တူပဲအဋ္ဌိဏအာတိယတဝသူများပစ္စည်းတွေ မတရားတဲ့နေနဲ့ယူတယ်ယူပြီးတဲ့အခါအဲ့ဒီအဋိဏဒါနအကုသိုလ်ကိုကာကွယ်ဖို့အတွက်ပြောက်ဖို့အတွက်ဒါနကောင်းမှုလုပ်တယ်သီလဆောက်တည်တယ်စသဖြင့်ဟောဒုစရိုက်တွေနဲ့ပတ်သက်ပြီးတော့အကုန်လုံးမြတ်စွာဘုရားဟောတယ်မုသာပနိတဝါလိညာပြောဆိုပြီးတဲ့နောက်မှာလဲအဲ့ဒီမုသာဝါဒကိုဖယ်ရှားတိုင်ဖို့ဒီအကုသိုလ်တွေပြောက်ဖို့ဆိုပြီးတော့ကုသိုလ်ကောင်းမှုလုပ်တာရှိတယ်အဲ့ဒီလိုပဲ ဒီဒုစိုက်10ပါလုံးရှင်းပြီးတော့ညက်စွာပြအကုန်လုံးဟောထားတာရှိတယ်အဲ့ဒီပါနော်ဘလောက်ထိအောင်ပါတော့ဆိုလို့ရှိရင်တော့ဓမြတိုက်တာတွေတောင်ပါသေးတယ်နော်တန်နေစိန်တိတ်တဝါဟိုရှင်းတော့ဖောက်ထွင်းပြီးတော့ခိုးတဲ့လူတွေရှိတယ်အဲ့ဒီဖောက်ထွင်းပြီးတော့ခိုးတာတွေလုတ်ပြီးတဲ့အခါမှာလည်းပဲအဲ့ဒီအကုသိုလ်တွေကိုကာကွယ်ဖို့တဲ့ဒါနကောင်းမှုလုပ်တယ်နောက် နေလောပံဟရိတဝါအကြီးအကျယ်လူရဲ့ဓမ္မတိုက်ပြီးတော့အဲ့ဒီအကုသိုလ်တွေကိုကာကွယ်ဖို့ဆိုပြီးတော့လည်းကုသိုလ်ကောင်းမှုလုပ်တယ်ဧကခာရိကံကရိတဝါတအိမ်ထဲကိုဝိုင်းပြီးတော့တအိမ်ထဲတင်တထေးအိမ်တအိမ်ထဲတင်အနုချမ်းစီတိုက်ခိုက်ပြီးတော့အကုသိုလ်လုပ်တယ်ပေါ့နောက်ပရိပန္ထေပရိပန္ထေထတ်တဝါဆို လမ်းကနေစောင့်ပြီးတော့ဓမြတိုက်တာပေါ့ဒီလိုဟာတွေအကုန်လုံးဒီထဲမှာစာထဲမှာအကုန်ဆုံးထားတယ်နော်ကာမဂါတံဂရိတဝါရွာလုံးချို့ဓမြတိုက်တယ်နိဂမဂါတံဟုတ်လားဂရိတဝါဒီဈေးရှိတဲ့ရွာရွာကြီးတွေရွာလုံးချို့ဓမြတိုက်တယ်နောက်ဆုံးမှာဘာလေးပါတော့ဆိုမာတရံစီဝိတံဟောရပိတောအမေသက်ပြီးတော့ အော်အဲ့ဒီအကုသိုလ်ကိုကာွယ်ဖို့ဆိုပြီးတော့ဒါနာကောင်းမှုလုပ်တယ်သီလဆောက်တယ်။ပိဿနာနိယကံနေအဖေတတ်ပြီးတော့ယဟနာတတ်ပြီးတော့မြတ်စွာဘုရားကို သွေးစိတ်တရားလုပ်ပြီးတော့နောက်ပြီးတော့တန်ခါကိုသင်ခွဲပြီးတဲ့အခါကျတော့ဒါနာကောင်းမှုတွေကိုလုပ်တယ်အဲ့ဒီအကုသိုလ်တွေပျောက်ကင်းမှုဆိုပြီးတော့ကုသိုလ်ကောင်းမှုတွေလုပ်ကြတယ်။အဲ့ဒါတွေဟာအကုသိုလ်ကိုမိပြုပြီးတော့ကုသိုလ်ဖြစ်တာတွေပါတဲ့။ အဲ့တော့ဘာပဲဖြစ်ဖြစ်ကုသိုလ်ဖြစ်သွားတာဟာတော့အကောင်းလို့ပဲတွေ့ရမှာပေါ့နော်အကုသိုလ်ကမကောင်းမကောင်းတာပဲမဲ့အကောင်းဖြစ်ရတယ်ပေါ့မကောင်းတဲ့ဘက်ကနေအကောင်းဖြစ်လာတယ်ဆိုရင်ကောင်းတာပဲပေါ့အဲ့လိုကုသိုလ်ကောင်းမှုတွေကိုလုပ်တယ်တဲ့နောက်တစ်ခါကာယိကဒုက္ခနော်အကုသိုလ်နဲ့မဆိုင်တာကာယိကဒုက္ခတို့ဥဒုတို့ဘောဇဉ်တို့အကြောင်းပြုပြီးတော့လေကုသိုလ်ကောင်းမှုတွေဖြစ်တယ်လို့ဟောဒါကုသိုလ်ဖြစ်ခြင်းအကြောင်းတရားတွေကိုဒီလိုပြောတာ ီနေရာမှာအကုသိုလ်တွေကိုဟန်တာဖို့ဆိုပြီးတော့ကုသိုလ်ကောင်းမှုလုပ်တာတွေရှိသလားလို့ဆိုတီဟိုချောမှာမိလက္ခတိတ်တဆိုတဲ့ဇာလံလေးတစ်ခုရှိတယ်ပေါ့တီဟိုချောကဇာလံလေးတစ်ခုအဲ့ဒီလူကမွေးတဲ့အခါကျတော့သူကသူ့မိသားစုကမုံဆိုးတန်ကဘဝနဲ့အသက်မွေးချာအဲ့တော့လောကမှာလည်းပဲကိုယ့်ကိုယ်ကိုသိအထင်မကြီးနဲ့နော် ီဘဝမှာဖရာတကအကြောင်းတကဖြစ်နေမယ်။နောက်ဘဝကျတော့မုတ်ဆိုးအတိုင်းဝိုင်းတင်္ဂါအတိုင်းဝိုင်းရောက်သွားရင်မုတ်ဆိုးနဲ့နေရင်မုတ်ဆိုးဖြစ်သွားမှာပဲ။တင်္ဂါနာနေရင်တင်္ဂါဖြစ်သွား။ဘာသာကြားတွေထဲရောက်သွားရင်လည်းပဲကိုယ်ကလည်းဘာသာကြားဖြစ်သွားမှာပဲ။အဲ့တော့ကြောင့်မို့လို့ခုဘဝမှာခိုင်မာအောင်မှမလုံနိုင်ဘူးဆိုလို့ရှိရင်လွယ်လွယ်လေးနဲ့ပြောင်းသွားမှာဒီအသည့်လေးတွေကနော်။လွယ်လွယ်လေးနဲ့ပြောင်းသွားနိုင်တယ်။ ဒါကြောင့်မို့ခိုင်ခိုင်မာမာရှိအောင်ကိုယ့်ကိုယ်ကိုစ조사ဖို့လိုအပ်တယ်ဒီအသိဉာဏ်တွေခိုင်မာဖို့လိုအပ်တယ်ပေါ့တရားဆိုတာခိုင်မာတဲ့ဘယ်ကြမှာခိုင်မာတာတော့ဆိုအဝိစ္စပတ္တာဓဆိုတာတောတဘံဖြစ်မှာပဲခိုင်မာပဲအဲ့တော့တောတဘံမဖြစ်တောင်မှပဲတောတဘံလောက်နီးနီးအခြေခံကြီးတော့စုကြီးပံပုံကိုမျိုးဖြစ်အောင်လုပ်ထိုင်တော့လဲခိုင်မာပေါ့နော် တော့တတဘာမဖြစ်သေးရင်အဲဒါဆူကြီးလေးတော့ပန်လိုက်ပေါ့နော်ဆူကြီးတစ်ခုပန်ထားပေါ့အဲဒါလိုပန်ထားမယ်ဆိုရင်တော့လေခိုင်မာလာမဲ့ဘောရှိတယ်ပေါ့နော်အေးအဲ့ဒီမှာအဲ့ဒီပုဂ္ဂိုလ်ကကံကြိုးပြီးလို့ဘယ်ဘုံရောက်သွားဘယ်ရောက်သွားတော့ဆိုတော့ဘုဆိုးအတိုင်းဝိုင်းမိသားစုတွေမှာတွားဖြစ်တော့ဘုဆိုးအတိုင်းဝိုင်းတွေမှာဖြစ်တယ်ဆိုတော့ဘုဆိုးပဲလှူဆောင်မှာပေါ့ အာညော့ကွင်းနေဒီထောင်ချောက်တွေနဲ့ဒီလိုตาအကောင်တွေတတ်ဖြတ်ပြီးတော့ဒီလိုနေစင် နေမြအသက်မွေးတာတတ်ဖြတ်ပြီးတော့အသက်မွေးရဲဆက်ဆက်အဲ့ဒါလူตาကောင်တွေတတ်ဖြတ်ပြီးအသက်မွေးတာတနေ့ကျတော့ตาကောင်တွေတတ်ပြီးတော့မီးပါမီးနဲ့กินပြီးတော့ဖောက်กินစားတော့ပြီးတော့ตาကောင်တွေไล่ပြီးတော့ဖြတ်တတ်ဖြတ်နေတဲ့အချိန်မှာ ရှင်ငတ်ထာနဲ့တောအကြောင်းတကြောင်းရောက်သွားရောက်သွားတော့အဲ့ဒီတောအကြောင်းမှာ ရေဦးစင်မှာရေဦးတွေ၁၀လုံးလောက်ရှိတယ်ရေဦးတွေအပြည့်တင်ထားအဲ့ဒီမှာရေငတ်ထာနဲ့ရေတောက်ချက်လို့ဆိုပြီးတော့အဲ့ဒီရေဦးတွေစီသွားသွားကြည့်လိုက်တဲ့အခါကျတော့ရေတစ်ဆက်မှရှာမတွေ့ဘူးအဲ့ဒီဦး၁၀လုံးသလုံးကြည့်တယ်မတွေ့တဲ့အခါကျသူကပြောတော့ဆို โอ้ဘုန်းကြီးတွေလည်းစားပြီးတော့အိတ်နေကြတာပဲပြင်းလိုက်တာရေတောင်မှထဲ့ပေါ်မထားဘူးဆိုပြီးတော့သူပြောပြောတော့အဲ့ဒီတော့အကြောင်းကမ္မထာကြောင့်မှာမကြခင်မှာရေတွေဖြည့်သွားတဲ့ယဟန်တပါကကြားတာကြားတော့ခုနကမှငါရေတွေဖြည့်သွားဒီလူကအခုရေမရှိဘူးပြောနေသွားကြည့်အောင်မယ်ဆိုသွားကြည့်တော့ရေတွေကအပြည့်သူကရေကိုမမြင်တော့အဲ့ဒါနဲ့အဲ့ဒီယဟန်က တခါရေတောက်ချက်လို့ဆိုရင်လာခဲ့ဆိုပြီးတော့အိုးနဲ့အဲ့ဒါလောင်းပြီးတော့ထည့်ပေးတယ်အိုးဆယ်လုံးသာဂုံသွားရင် तू တစ်ဆက်မှမတောက်လိုက်ရဘူးသူ့လက်ထက်ရောက်ရေအပြောက်တယ်အဲ့တော့ဩတခါအကုသိုလ်ကလည်းကြီးလိုက်တာပေါ်တော့လူဘဝတည်းမဲ့အခုမသေးခင်မဲ့ပြိတ္တာဖြစ်နေပြီလို့ဆို तू လန့်သွားတယ်အဲ့ဒီယဟန်ကညှိတွားလိုက်တဲ့အခါလန့်သွားတယ်လန့်သွားလိုက်တာနဲ့ဒီအကုသိုလ်တွေတော့ငါအကျိုးပေးတော့မှာပဲဆိုပြီး ိမ်ပြန်ဖမ်းထားတဲ့ချက်တွေငက်တွေအကုန်လုံးလွတ်လွတ်ပြီးတဲ့အခါကျတော့သူကသင်္ကန်းဝတ်ဖို့ဆုံးဖြတ်လိုက်တယ်ပေါ့နော်။အမြဲပြန်လာပြီးတော့သင်္ကန်းဝတ်တယ်။သင်္ကန်းဝတ်ပြီးတော့အဲဒီမှာတရားတွေအားထုတ်ကျိုးကျိုးဆဆအားထုတ်ကျိုးကျိုးဆဆအားထုတ်တဲ့အခါကျတော့တရားအတော်နဲ့မရဘူး။တလောက်တန်ဝေကဖြစ်တာတောင်းပါမယ်တရားအတော်နဲ့မရအောင်နောက်ဆုံးမှာ တစ်ဖက်ကလည်းပဲတရားနာဒေဝဒုဒ္ဒသုတ်တံကိုသင်ယူနာကြားနေတဲ့အခါမှာငရဲဘုံအကြောင်းတွေကိုခေါ်တာဟုတ်ဒေဝဒုဒ္ဒသုတ်တံဆိုအဲ့တော့အမြဲတမ်းဒုက္ခရောက်တာတွေကိုနားထောင်ရင်နေပြီးတော့သူကဩငရဲဆိုတာသိကြောက်ဆဲကောင်းတာပါလားငရဲမီးဆိုတာအလွန်ပြင်းထန်တာပါလားဆိုပြီးတော့ငရဲမီးအကြောင်းကိုသူကဘလောက်ထိအောင်ပြင်းလို့ဆိုတာသိတယ် အဲ့တော့ယဟန်ကြီးယဟန္တာတစ်ပါးကနေပြီးတော့မယဲမိအကြောင်းကိုသူ့ကိုပြမယ်ရှိသည်မြတ်တိခတ်တွေအကုန်လုံးအစိမ့်နေရှားကြံပြီးတော့ပုံပုံပြီးတဲ့အခါမှာငရဲပြေကငရဲမိလေးကိုတမုံလောက်ကလေးကိုယူပြီးတော့အဲ့တဲ့ထဲတာဝုတ်ခနဲ့ဆူပြောက်သွားတယ်လေအဲ့တိခတ်တွေဟာအဲ့တော့လောက်တည်းအောင်ငရဲမိဟာတော့ပြင်းတာလေအဲ့လိုပြင်းမိမယ်လို့တော့ငရဲကြတဲ့လူကြတော့မလောက်ဘူး မလောင်ဘူးလောင်သွားပြီမဲ့လို့ဟိုပြောင်းအောင်မလောင်တဲ့အကြောင်းကိုပြောပြတာနော်ပြောင်းအောင်မလောင်ပြီမဲ့လို့ကြည့်ရလားငရဲကြတော့ဆဗင်းနေရှိသေးလားတော့မသိဘူးမင်းတို့ဝင်လက်ထက်တုန်းကတော့ပြောတာပဲဟိုရောမင်းကြီးကပြောတာငရဲကြည့်လိုက်တဲ့အခါငရဲသားတွေအကုန်ကရုံးနေကြည့်ပဲလို့ဆိုနော်ဆဗင်းကငရဲမိလောင်ထားလို့လားကရုံးပြောင်းနေကြီးဖြစ်နေတာအဲ့လို စောင်းချိတ်ပြီးတော့ပြောတဲ့အခါကျတော့သင်္ကသာဆရာတော်ကပြောတယ်တဲ့နင့်ဇီးသီးလောက်ရှိတဲ့ရောင်တုံးလေးလည်းငရဲမိလောင်ပြောင်းမှာပဲလို့နော်အဲ့တော့ငရဲရောင်မှာတော့ဒီသပင်လေးကတော့ဘလောက်ခံနိုင်မှာတော့ပေါ့ဒါလေးနဲ့ပဲသပင်မပါတာနဲ့ပဲအဲ့ဒါဘုန်းကြီးတွေကြီးတို့တော်မအောင်မေးလေးဒီလိုဆိုလိုတာပေါ့နော်အခုခေတ်ကတော့ဂရုံးပြောင်းနိုင်ဘုန်းကြီးမဟုတ်တော့ဘူးလေ ဘောလုံးသမားတွေကလည်းကရုံးမြောင်နေညာအေးအဲ့ဒါကြောင့်မလို့ငရဲပြင်းရောက်တဲ့အခါကျတော့ငရဲမိကဘလောက်ပြင်းထန်တယ်လဲလို့ဆိုပြီးမဲ့လို့ကံပေါ်မှာမူတည်ပြီးတော့နေတဲ့အတွက်ကြောင့်အဲ့ဒီပုံကိုယ်ကငရဲမိလောင်တာကိုခံမဲခံနေရတာကျွန့်သွားတာမဟုတ်ဘူးသူတို့ကအတော်ကြောက်စရာကောင်းတယ်နော်ငရဲမိလောင်လို့ရှိရင်ခံမဲခံတာကံမကုန်သေးတဲ့မြတ်မသိဘူးလို့ပြော ဘလောက်ပြင်းထန်နေနေရမိလောင်းတော့ပြဖြစ်မသွားဘူးသူတို့။ဘာဖြစ်လို့ပြဖြစ်မသွားတော့ဆိုကံမကုန်သေးလို့ပဲ။ကံကုန်ရင်တော့ကျွတ်သွားမှာပဲ။ဟော။အေးအဲ့ဒါလို့သူကလည်းငရဲမိလက်တွေ့မြင်လိုက်ရတဲ့အခါအလွန်ကြောက်ရွံ့ပြီးတော့တရားတော်အားထုတ်လိုက်တာနောက်တော့သူရဟန္တာကြီးဖြစ်သွားတယ်ဆိုဇာလန်ရှိတယ် အဲ့ဒီဇာလန်းကိုကြည့်မယ်ဆိုလို့ရှိရင်လေသူပါဏတိပါဒအမှုတွေကိုပြုလုပ်ပြီးတော့ထိုပါဏတပါဒအမှုတွေခံမကြောက်လို့အဲ့ဒီကအကုသိုလ်တွေကိုကာကွယ်တဲ့အနေနဲ့ကုသိုလ်ကောင်းမှုလုပ်တယ်သူလုပ်တဲ့ကုသိုလ်ကောင်းမှုတွေဟာဒါအကုသိုလ်ကြောင့်ဖြစ်လာတဲ့ကုသိုလ်လို့